မြတ်စွာဘုရားဒီအဘိဓမ္မာကျမ်းဂန်မှာဖွင့်ဆိုတာသောတာပန်နာဆိုတာဘာလဲလို့အဘိဓမ္မာစာပေမှာဖွင့်ဆိုထားတာရှိအဲ့ဒီအဘိဓမ္မာကအဘိဓမ္မာခုနှစ်ကျမ်းထဲမှာပါတယ်ပုဂ္ဂလပညာဆိုတဲ့ကျမ်းရှိတယ်နော်ပုဂ္ဂလပညာတိဆိုတာပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ဒီပုဂ္ဂိုလ်တယောက်ကိုပုဂ္ဂိုလ်ဆိုတာအမှားတော့ပြောเสียရလူတွေအားလုံးကလူတွေသိအောင်ပြောเสียရ ပြည့်ညထားတဲ့အရာတွေအဲ့ဒီမာတွေကိုရှင်းပြတဲ့ပုဂ္ဂလပြည့်ညတ်တိကျမ်းမှာမိဂွန်လေးထုတ်ပြီးတော့ရှင်းထားတာရှိတယ်နော်သူရှင်းထားတာကတော့အတိဘယ်ဘက်ကိုပို့ပြီးတော့ဦးစားပေးပြီးရှင်းထားတယ်ခေါဏကဘုန်းကြီးရှင်းပြတဲ့အတိဘယ်ကသကလုံးရဲ့အတိဘယ်နဲ့ရှင်းတာနော်အဲ့တော့ပုဂ္ဂလပြည့်ညတ်တိမှာ ရှင်းထားတာကြတော့သူကကတမောစပုဂ္ဂလော သောတာပန်နောတဲ့ သောတာပန်ဆိုဘယ်လိုပုဂ္ဂိုလ်ခေါ်တာလဲတဲ့မေကွန်လေးထုတ်လိုက်တယ်အဲမေကွန်လေးထုတ်ပြီးတော့အဖြေပြောတဲ့အခါကျတော့သောတာပတိဖလသစ္စိကရိယာယပฏิပန်နောသောတာပသောတာပန်နာဆိုတာတဲ့သောတာပတိဖို့ရောက်ဖို့အတွက်ကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ကြိုးစားအထုတ်ပြီးဖြစ်တဲ့ပုဂ္ဂိုလ်ဆိုလိုတာသောတာပတိဖို့ကိုဆက်ရောက်ပြီးဖြစ်တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာเนาะ နောက်ပြီးတော့အဲ့ဒီသောတပတိဖို့ဆက်ရောက်ဖို့အတွက်ဘာတွေလုပ်ဖို့လိုသေးလဲလို့ဆိုတိဏ္ဏပန်ယောဇနာနာပဟာနာယပฏิပန်နောပုဂ္ဂလောအဲ့ဒီသောတပတိမဲ့သောတပတိဖို့ကိုဆက်ရောက်ဖို့အတွက်ကပန်ယောဇဉ်၃ရုပ်ဖယ်ရှားပြီးဖြစ်ရမယ်ဖယ်ရှားနိုင်ရဓာရီမဖယ်ပဲနဲ့စွာသူတကားမဖွင့်ရင်အတွင်းဝင်လို့မရဘူးလေ ဖယ်ကြရှိတာတွေဖယ်ပြီးမှအတွင်းစွာဝင်လို့ရတာမဟုတ်လားအဲ့ဒါလိုပဲတန်ရောစဉ်၃မျိုးကိုဖယ်ရှားပြီးတော့မှဒီကျင့်ကြံအထုတ်တဲ့ကျင့်ကြံအထုတ်ပြီးတန်ရောစဉ်၃မျိုးကိုဖယ်ရှားပြီးတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီဖယ်ရှားနိုင်ဖို့ကြိုးစားပြီးတဲ့ပုဂ္ဂိုလ်တဲ့ဆိုတော့တန်ရောစဉ်၃မျိုးဆိုတာနောက်ကြတော့ရှင်းပြအကျဉ်းအားဖြင့်တန်ရောစဉ်၃မျိုးဆိုတာတက္ကရာဒိဋ္ဌိရဲ့ဝိသိကိစ္ဆာရဲ့သီလဝိဒ္ဓပရမတာ အဲ့ဒီ၃မျိုးတက္ကရာဒိဋ္ဌိနဲ့သီလပရပရမတာကဒိဋ္ဌိဝိသိကိစ္ဆာဝိသိကိစ္ဆာဟုတ်လားတန်တရားနဲ့အမြင်မှားတက္ကရာဒိဋ္ဌိဆိုတာလည်းအမြင်မှားပဲမေဒိဋ္ဌိပဲသီလပရပရမတာဆိုတာလည်းအမြင်မှားပဲအဲ့ဒီနှစ်ခုကဒိဋ္ဌိဝိသိကိစ္ဆာဝိသိကိစ္ဆာဆိုတော့အော်တန်ရစဉ်အနေနဲ့ပြောရင်၃မျိုးတရားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်၂မျိုး ထေတိနဲ့ဝိသကိစ္စဖဲတယ်လို့ဒီလိုပြောတာเนาะအဲ့ဒီနှခုဖဲရှားလိုက်တဲ့အခါမှာဒီလမ်းကြောင်းထဲကိုဝင်သွားတာအဲ့ဒါမဖဲနိုင်ရင်လမ်းကြောင်းထဲမရောက်ဘူးမဲ့လမ်းကြောင်းထဲကိုရောက်မသွားနိုင်ဘူးတဲ့အ ਨੇ ဆုံးအဲ့ဒါကိုဖဲလိုက်နိုင်ရမယ်ဘာနောက်ပြီးတော့သူပြောထားတာယန္တပုဂ္ဂလတတိနိတန်ယောစနာနိပဟိနာနိတဲ့အဲ့ဒီလမ်းကြောင်း လမ်းကြောင်းဖယ်ဖို့ကြိုးစားပြီးတဲ့အခါမှာတဲ့ဒီတန်ရစဉ်သုံးမျိုးကလုံးဝရှင်းပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့လိုလုံးဝရှင်းသွားတဲ့ပုဂ္ဂိုလ်အရာဥစ္စတိပုဂ္ဂလောသောတာပန်နောလို့ဒါကဝိရမခေါနဲ့ဂျမ်းနဲ့ပါပါတယ်ပုဂ္ဂလပိညတ်တိဂျမ်းမှာဆိုတဲ့စကားတစ်ခုเนาะ